အလုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်စောင်းနေတဲ့ခေါင်းစောင်းနေတဲ့ဟာကိုပြန်တဲ့တဲ့နေပေါ့နော်အပေါ်ကတော့လိုင်စင်ပုံလေးလုံးလို့ပါအဲ့မှာခေါင်းလေးစောင်းနေတာကိုပြန်ပြီးတဲ့တဲ့နေလေးလောက်ပြမှာဖြစ်ပါရဲ့နော်ဆိုတော့ဒီပုံလေးမှာခေါင်းလေးနည်းနည်းစောင်းနေတယ်အဲ့ဒါလေးကိုကျွန်တော်တို့ပြန်ပြီးတော့ခေါင်းတဲ့ရအောင်ပါပေါ့နော် ဒါဆိုရင်ကျွန်တော်ဒီပုံလေးကိုကျွန်တော်တို့ဒီမှာ selection ကောက်လိုက်မယ်ဒီမှာကပါလဲဆိုတော့ object selection tool မှာဒီမှာကျွန်တော် rectangle tool လေးပဲရွေးလိုက်မယ်เนาะဒီဘယ်လိုပြောမလဲဆိုတော့ဒီမှာ option bar မှာကျွန်တော်တို့ဒီမှာနှစ်ခုရွေးလို့ရတယ်ဒီ object selection tool ပါလीအဲ့ဒီမှာ lens tool ရဲ့ rectangle tool ရဲ့နှစ်ခုရွေးလို့ရတယ်ဘယ်ဟာပဲသုံးသုံးသုံးလို့ရတယ်ပေါ့เนาะကျွန်တော်ကဒီမှာ ကလာကလောင်းဝတိချသည်ဖြစ်နေတဲ့အတွက်ကျွန်တော်ဒီလိုမျိုးဆွဲလောက်လိုက်မှာဒါဆိုရင် selection ကတည်တန့်ကောက်เสียရမလို့တော့เนาะတိတ်လွယ်ရယ်เนาะတကယ်လို့ CFI တို့ CSR ဆိုရင်တော့ကျွန်တော်တို့ပန်တူးနဲ့ကောက်လို့ရပါတယ်เนาะပန်တူးနဲ့ကောက်မယ်ဆိုရင်တော့ပန်တူး၃နီးလေးအနည်းငယ်ကျွန်တော် ပြောပြမှာဖြစ်ပါတယ်เนาะကျွန်တော်ပုံလေးကိုနည်းနည်းအဲဒီမှာ control ခြေနဲ့ဒီပြအပေါင်းလေးပေါ် setting လိုက်ပြီးကျွန်တော်တို့ layer လေးတစ်ချက်ပွားရလိုက်မယ်ပေါ့เนาะ ဆိုတော့ကျွန်တော်ဒီမှာကောက်ထားတဲ့ selection လေးကို control D နဲ့ selection တစ်ချက်ဖြောက်လိုက်မယ်ဟွଁ color selection ဖြောက်ပြီးတော့မှကျွန်တော်တို့ဒီမှာ pan tool လေးတစ်ချက်ထောက်ပြီးတော့ဒီမှာ order လေးကိုဖိပြီးတော့ကျွန်တော်မောက်က fan wheel လေးကိုလှည့်လိုက်ရင်ဒီလိုအနီးကလေးရမယ်ပေါ့နော် အဲ့မှာ mass paper လေးကိုဖိပြီးတော့ဒီ handle လေးပေါ်လာတဲ့အချိန်မှာဒီလိုမျိုးလေးဆွဲပြီးတော့ကိုလိုသလိုထားလို့ရတယ်ဗောနော်ဆိုတော့ပန်တူးကိုကျွန်တော်တို့ကောက်တော့မယ်ဆိုရင်ဒီမှာကိုလိုချင်တဲ့နေရာနေလိုမျိုးစားပြီးကောက်ယူလို့ရတယ် okay ဒီလိုလေးဆွဲလိုက်ရမှာဗောနော်ဆိုတော့ကျွန်တော်ပြန်ပြမယ်ကျွန်တော်တို့ဒီမှာတစ်ချက်ထောက်မယ်ထောက်ပြရနဲ့ဒီဘက်ကဒလားလောက်ကိုမှန်ပြီးတော့ဗောနော်တစ်ချက်ထောက်လိုက်မယ်ထောက်ပြရနဲ့မောက်ကိုမလွတ်နဲ့ဆွဲလိုက်မယ် ွဲပြီးတော့ဒီမှာကိုလိုလိုသလောက်ပေါ့နော်သူလိုလိုအခုံးလေးကိုကျွန်တော်တို့ဆွဲယူပြပြလိုက်မယ်ပေါ့နော်ပြီးမှအမောက်ကိုလွတ်လိုက်မယ်ဒါဆိုရင်ဒီဘက်မှာအချောင်းတစ်ချောင်းထွက်နေတယ်ဒီဘက်မှာအချောင်းတစ်ချောင်းထွက်နေတယ်အဲ့နှစ်ချောင်းအတွက်ကျွန်တော်တို့က order key ကို keyboard က order key တစ်ချက်ဖိပြီးတော့မှအလဲကောင်းမှမောင်းနဲ့ right click တစ်ချက်နှိပ်လိုက်မယ်နော်ဆိုတော့ကျွန်တော်ဒီကနေတစ်ချက်ဆွဲမယ်ဒီလိုမျိုးလေးသွားလိုက်မယ်โอเคဒီလိုမျိုးပါနော် ဒါကတော့ပန်တူသုံးနေပါဒါကြာမှာဖြစ်တဲ့အတွက်ကျွန်တော်ဒါမသုံးတော့ပါဘူးကျွန်တော်တို့ခုနဒီမှာ object selection 2ကျွန်တော်က cc 2020ဖြစ်တဲ့အတွက် object selection 2ပါတယ်ဖြစ်တဲ့အတွက်เนาะဒါနဲ့ပဲအသုံးပြုလိုက်မယ်ဆိုတော့ order ကြီးတစ်ချက်ပြပြီး file ဝင်လေးနဲ့ကျွန်တော်ပတ်ဆုပ်လိုက်မယ်ဒီလိုလေးဖြစ်သွားတော့မှကျွန်တော်တရားနေဒီလိုမျိုးဝိုင်းလိုက်မယ် โอเคဒီလိုရပြီဆိုရင်ဒီ selection အတိအကျမရှိမရှိကျွန်တော်တို့ဒီမှာ select in map ဆိုတာတစ်ချက်ကြည့်မယ်ဒီ select select subject ကတော့တကယ်လို့မကတ်ဘူးဆိုရင် select subject ကိုတောင်းလို့ရတယ်ဗောနော်ဒါကတော့ကျွန်တော်ဒီမှာ lens tool တို့ဘာလို့ ਨੇ ပေးရနေ white ပြီးတော့မှ select subject ကိုတောင်းတာပါ select subject တောင်းဖို့တောင်းနေကျွန်တော်တစ်ချက်ပြပါမယ် ဆလဆာဘတ်ဂျက်တောင်းမယ်ဆိုရင်ဒီမှာကျွန်တော်တို့က object selection tool မတောင်းဝယ်နဲ့အကောင်က cc 2018တို့ပါတော့ဒီ object selection tool မှာပါတဲ့ဟာမှာတောင်းလို့ရတယ်เนาะဒီဒီကောင်ဆလဆာဘတ်ဂျက်ပုံနာပါเนาะဒါဆိုရင်ကျွန်တော်တို့ဒီကနေဒီလိုမျိုးသွားပြီးတော့ဒါကတော့ကျွန်တော်တို့အခြေခံသမားတွေအဲအတွက်ပေါ့เนาะကျွန်တော်ဟိုတပုတ်ချင်းတည်တဲ့ဟိုအစင်လိုက်ကြီးမပြနိုင်တဲ့အတွက်ပေါ့เนาะပြလို့လည်းမကောင်းလေတချို့သင်တန်းဖွင့်တဲ့မမေဟွာ ဆရာတွေရှိတဲ့အတွက်တို့တို့အတွက်ကျွန်တော်တို့ကအဲတင်ငန်းစာအစဆုံးပြပေးရဆိုရင်ဒါမကောင်းလေနော်အဲဒါကြောင့်မလို့ကျွန်တော်တို့ကဒီလိုကြားညက်ကြားညက်မှာဗီဒီယိုတိုင်းမှာအခြေခံလေးတွေနည်း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 ကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်ဒီလိုဝိုက်လိုက်တော့ဒီမှာ subject ကဒီဒီ subject နဲ့ကျွန်တော်ဆွဲယူဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ဒီမှာမကတ်ဖဲနဲ့တခြားစီဖြစ်နေတယ် အဲ့ချိန်ကြတော့မှကျွန်တော်တို့က select subject ဒီမှာ select map ပဲပေါ်နေတယ်စိတ်မပူနဲ့ select ထဲမှာဝင်ပြီးတော့မှဒီမှာ subject တစ်ချက်နှိပ်လိုက်ပြီးရင် okay ပေးလိုက်မယ်ဒီမှာသူနည်းနည်းလည်း okay လို့ရပါပြီเนาะဒါကတော့ select အဲ object selection tool မပါတဲ့2018 version 2018 2019 version တွေအတွက်ပေါ့เนาะဆိုတော့ ီလိုရပြီဆိုရင်ကျွန်တော်တို့ကဒီမှာ slash in man နဲ့တစ်ချက်သွားကြရမယ်ဒီမှာတီချမရှိမရှိ order key တစ်ချက်ပြီးပြီးတော့ keyboard ပေါ်က fan wheel လေးနဲ့ကျွန်တော်ဆွဲချက်ကြည့်မယ်ဒီမှာတကယ်လို့တီချမရှိဘူးဆိုရင်ဒီမှာယူပြီးတော့တရားနေပြီးတော့ဒီလိုဒီလိုလေးနည်းနည်းလောက်ပေးရမှာပေါ့နော်ဆိုတော့ဒီလိုလေးရပြီဆိုရင်တကယ်လို့ဒီကောင်ကဒီလိုလေးဖြစ်နေတယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာချိန်ပြီးပါနော် โอเคပြင်ကျွန်တော်တို့ဒီကနေပြီးတော့မှဒီမှာကျွန်တော်ကနယူလေယာဝိလေယာမတ်ဆိုတာဟာလေးကိုယူလိုက်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကလေယာမတ်အုပ်ပြီးသားလေယာအတစ်လိုချင်တယ်။လေယာမတ်ကဘာကြောင့်အုပ်တာလဲဆိုရင်မူလပုံမပြတ်ချင်လို့ပေါ့နော်။ဒီမှာမူလပုံကလည်းမပြတ်ဘူးနော်။ဒီမှာပါဒီမှာပါမူလပုံမပြတ်ပါဘူးနော်။ ဆိုတော့ဒီအောက်ကပုံတွေကိုမျက်စိမိတ်ကြည့်လိုက်ရင်ဒီမှာလေယာဉ်မအုပ်ထားတာဖြစ်တဲ့အတွက်ဒီမှာလေယာဉ်မတစ်ချက်ကြည့်ပါနော်ဒီပုံကလုံးဝမပြတ်ပါဘူးဒီမှာလေယာဉ်မအုပ်လိုက်တဲ့အတွက်ကြောင့်ဒီမှာ background ဖြတ်ထားသလိုဖြတ်သွားတာပါနော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကဒီမှာ right click နှိပ်ပြီးတော့မှဒီကနေပြီးတော့အာဒီမှာပြန်ရအောင်ပါလားဒီမှာပါနော် sorry ဒီမှာပါနော်ပုံပေါ်မှာ ဒီနေရာမှာပေါ်မှာ reference နဲ့ပြီးဒီမှာ apply layer မှာနှိပ်လိုက်မှသာလေတကယ်ပေါင်းပြီးတော့ layer မှာဟောဘွားပေါ့နော် layer မှာကပျောက်သွားပြီးတော့မှကျွန်တော် background ဖြတ်ထားတဲ့အတိအကျဖြစ်သွားမှာပါနော်ဆိုတော့အခုကျွန်တော်တို့ကခေါင်းလေးစောင်းနေတာလေးကိုတစ်ချက်လုံမယ်ဆိုတော့ edit ထဲမှာသွားပြီးတော့ဒီမှာဒီမှာ pop-up web ဆိုတာလေးတစ်ချက်နှိပ်လိုက်မယ် okay ဒီလို byte icon လေးအုပ်သွားပြီးဆိုတဲ့အချိန်ကြတော့မှကျွန်တော်တို့ကဒီမှာ တစ်ချက်ဒီလိုနှိပ်လာမယ်ဒါကရွှေ့သွားမှာဆိုလို့ပေါ့နော်ပင်လေးပင်အတေးပင်အပ်လေးပေါ်လာရဲ့အဲ့ပင်အပ်လေးနဲ့ကျွန်တော်တို့လိုက်ပြီးတော့ဒီလိုမျိုးအာညင်အောင်ပေါ့နော်ဒါလိုက်လို့ထားတာဖြစ်တယ်ဒါမရွှေ့ကျင်တဲ့ဟာဘောနော်ဆိုတော့ကျွန်တော်ဒီနားလေးမှာလောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာဒီလောက်လောက်မှာထားပြီးတော့မှာ order key လေးတစ်ချက်ပြလိုက်မြားကောက်လေးပေါ်မှာပေါ်နေတယ်နှစ်ပတ်ချွန်မြားကောက်လေးပါအဲ့ဒါလေးနဲ့ကျွန်တော်ဒီလိုလေးဆွဲယူလိုက်မယ် လိုချင်တဲ့အနေထားပေါ့နော်ရောက်ပြီဆိုရင်မောက်ကိုလွတ်လိုက်ဒီဘက်ကိုလွတ်လိုက်ပြီးတာနဲ့အမှန်ချစ်ပေးလိုက်โอเคဒါဆိုရင်ခေါင်းလေးတဲ့သွားပါပြီနော်โอเคဒါလေးရတော့လောရတာလွယ်ကူပါတယ်အဲလှုပ်ကြည့်ပါနော်အဆင်ပြေပါပါဆိုတော့ကျွန်တော်ကဒီကနေပြီးတော့ပုံလေးအဲအင်ကြီးလေးထပ်ပြီးတော့ထည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီအင်ကြီးလေးယူမယ်ဒါကတိုင်းမှာကြောင်းနေတဲ့ကြောင်းသားလေးတွေအတွက်ပေါ့နော် တော့ကျွန်တော် control တီးတကယ်လို့ control တီးမနေချင်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာ edit တယ်မှာအဲဒီမှာ free transparency ရှိရနော်ဒီမှာ control တီးပြီးရင်ကျွန်တော်တို့ဒီကနေပြီးတော့အဲဒီလိုလေးဆက်ချလိုက်မယ်ပေါ့နော်တကယ်လို့ css s file တို့ဆိုရင်နော် shit or turn တစ်ချက်ဖိပြီးတော့ဒီလိုဆွဲပြပါနော်ဒီမှာတော့ဖိစရာမလိုဆိုတော့ကျွန်တော်ဒီလိုလေး ဒီလိုလေးဒီလိုလေး okay လိုလေးလောက်လိုက်မယ်ပေါ့နော်ဒါဆိုရင်အင်ကြီးတွေကိုကျွန်တော်တို့ဖြတ်ဖို့လိုတယ်အဲ့ဒီမှာလေယာမတ်ခုနအောက်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အသုံးတည့်ပါတယ်နော်ဆိုတော့အင်ကြီးရတယ်မှာ လုံးဝ fix တိုက်ကြသွားပြီဆိုတော့အောက်ကအင်ကြီးကိုကျွန်တော်တို့ဖြတ်ရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာလေယာမတ်ကိုတစ်ချက်လာမယ်နော်လေယာဉ်မတ်ကိုတစ်ချက်လာမယ်လာပြီးတော့မှဒီမှာ background အဲဖိုဂရောင်းကလာမဒီမှာအပေါ်မှာအနက်အောင်ထားပြီးတော့ဒီမှာအာဒီမှာဝနဘရက်လေးနဲ့ဘရက်လေးနဲ့ site လေးကိုဒီလိုလေးချိန်ပြီးတော့အဲ site ကိုတကယ်ဘယ်လိုလုပ်တာလဲဆိုရင် order key လေးကိုဖိပြီးတော့ညာကလစ်ပေါ့နော် right click နှိပ်ပြီးတော့ဒီလိုမျိုးကျွန်တော်တို့ဖြတ်တာပါ keyboard ပေါ်က right click ပါနော်ဒီလိုမျိုးပါဒီမှာကျွန်တော်အသားကိုတစ်ချက်ထိပါတယ်မှုံသွားတယ်စိတ်မပူနဲ့ ဒီလိုမျိုးကျွန်တော်တို့ဒီဘက်ကရောအရင်လောက်လိုက်မယ်ကိုမလိုချင်တဲ့ဟာကိုဒီလိုမျိုးကျွန်တော်တို့လေယာမက်အကူညီနဲ့ brand နဲ့လိုက်ဖြတ်လိုက်တာပါနော်အမှန်ကတော့အမဲရောင်ဆိုးလိုက်တာပေါ့နော်အမဲရောင်ကလေယာမက်ဖြစ်တဲ့အတွက်မပေါ်ပြောင်းနေတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ဒီအသားလေးနည်းနည်းပါသွားတာဟာကိုဒီမှာဒီလိုလေးယူပြီးတော့မှဒီမှာ ဖိုဂရောင်းကလာဒီမှာအပေါ်အမဲအောင်ပြန်ထားလိုက်မယ်ဒီများောက်လေးတစ်ချက်နဲ့လည်းအပေါ်အဖြူအောင်ရရောက်သွားမှာနော်ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့တွေကနေပြီးတော့ရက်ကလစ်လေးနဲ့ပြီးတော့ဒီကာစာကွင်းလေးကိုနည်းနည်းသေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာပုံရဲ့အရာပုံစံအတိုင်းလေးကိုလိုချင်တဲ့ပုံစံအတိုင်းလေးတို့လေးဆွဲယူလိုက်မယ် okay โอเคဒီလိုလေးရပြီเนาะ ဆိုတော့ဒီမှာကအင်ကြီးကနော်နည်းနည်းသေးသေးရနော်ဒီမှာအဲလေဝါတာ level တာဒီနားလေးမှာဆိုတော့တရားလေးကနည်းနည်းလေးပို့တယ်ဒါကိုကျွန်တော်တို့အင်ကြီးကိုဆွဲကြည့်မလားဒါမှမဟုတ်ရင်ဟိုကိုဆက်သေးဟိုဒါကိုပဲဖြတ်ထုတ်မလားဗောနော်ဆိုတော့ကျွန်တော်ကအင်ကြီးပဲနည်းနည်းဆွဲကြည့်လိုက်မယ် control d ပြန်ယူလိုက်မယ် i sorry control တည်ယူလို့မရဘူးအင်ကြီးမို့အင်ကြီးကိုဒီမှာပြန်ပြီးတော့ကျွန်တော်တို့ selection ပြန်ရွှေ့ပေးရမယ်နော်ပြီးတော့မှ control တည်တစ်ချက်နှိပ်ပြီးတော့ဒီကနေ mouse ကလေးနဲ့ဒီလိုလေးဆွဲယူလိုက်မယ်โอเคဒါဆိုရင်တော့ရပါပြီเนาะ โอเคကျွန်တော်ဒီတိုင်းလေးထားမယ်ပြီးရင်ကျွန်တော်ဒီနားလေးကိုเนาะအနာသာဝါတဲ့ပရက်လေးပရက်လေးရှိတယ်ဒီမှာပရက်တူလေးနဲ့ပေါ့เนาะဒါကတော့အာ sorry ပရက်တူမဟုတ်ကျွန်တော် ESA 2နဲ့ဖြည့်ရမယ်เนาะအနာသာဝါတဲ့កောင်ယူပဲဆိုတော့ ah sorry ပရဖြစ်နေတယ်နော် control z မာဘရက်စတင်မှာအဲ့လိုဖြစ်နေဒီမှာဘရက်ပြန်ရွေးရမယ်ဘရက်စတင်ကျွန်တော်ဒီမှာဘရက်စတင်မှာပေါ်ဖြစ်နေတယ် window တွေကိုသွားမယ်သွားပြီးတော့မှဘရက်စတင်တစ်ချက်ကြည့်မယ်ဆိုတော့ဒီမှာပါနော် F5 ဆိုတော့ကျွန်တော်ဒီဟာလေးကိုယူလိုက်မယ် ပေးရင်ကဆာလေးနည်းနည်းကြီးပြီးတော့โอเคဒါဆိုရင်တဘာဝကြပါပြီเนาะโอเคပါလိုလေးရပြီပေါ့เนาะဆိုတော့ဒီရဲ့နောက်ခံကကျွန်တော်ကအဖြူရောင်ထည့်ရမှာဖြစ်လို့ဒီပုံနေရာမှာပဲကျွန်တော် background အဖြူရောင်ထည့်လိုက်မယ်အော်တာကြီးလေးကိုဖြီးပြီးတော့ပစပီနေလိုက်ရင်ဒါရပါပြီเนาะ ဒါကအင်ကြီးအကျွန်တော်လောက်ထားတော့အတိုင်းမှာမတက်မရက်ကြံခဲ့တာဖြစ်မယ်ဒီအင်ကြီးလေးကိုပြန်ယူလိုက်မယ်ပြီးတာနဲ့ကျွန်တော်ဒီကအေးစာတူလေးနဲ့ဒီနှခမ်းဆောင်ရတာလေးကိုဟိုက် sorry ဒါကပေးရဟာလေပုံအားဟာလာပုံအားဟာဖြစ်မယ်ထင်တယ်ပုံအားဟာဆိုရင်ပြတ်ယူပြီးတော့အမဲအောင်ပုံမှာထား okay ဟုတ်ပါတယ်ပုံအားဟာပါ ုတော့ကโอเคဒီလိုမျိုးလေးတတရရအောင်လို့ဆက်ရှိလက်ရှိလို့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 ရင်ပုံကောင်းကောင်းလေးရမှာပေါ့နော်ဆိုတော့ဒီဆောင်လေးတွေမှာဒီလိုမျိုးဖြစ်နေတာကိုကြတော့ဘယ်လိုလုပ်မလဲဆိုရင်ဒီမှာပလာတူလေးတစ်ချက်လိုက်ယူမယ်ယူပြီးတာနဲ့တရကျွန်တော်တို့ overstate တရပြစ်ထားလိုက်မယ်ဗျာနော် ပြရနဲ့ဒီရနဲ့ဒီလိုလေးလုပ်ပြီးတော့ကျွန်တော်ဒီဇောင်းလေးတွေကိုဒီမှာနည်းနည်းလိုက်ဝါလိုက်မယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ဖြတ်တောက်ထားတဲ့အရာတွေကင်းစင်သွားလိုက်မယ်မတိမသားလေโอเค sorry ကျွန်တော်ဒီဘက်ပုံဘက်ပုံဘက်မှာထားမှရမယ်နော်အဲဒါဆိုတော့ဒီတိုင်းဆိုရင်တော့ကျွန်တော်ဒီမှာ apply layer map ပေါ online လေးရပြီနော် right click layer map ပေါ်မှာ right click တစ်ချက်နှိပ်ပြီးတော့ apply layer map ပေါ်ပေါ်ပြီးတော့မှကျွန်တော်ဒီကနေဒီလိုမျိုးလေးဒီချောင်းလေးတွေကိုဘလာတူလေးနဲ့โอเคไล่แม่ ခေပါတိုင်းလေးရပြီဆိုတော့မျက်နှာလေးကိုနည်းနည်းစမူလုပ်ဖို့လိုတယ်ဆိုတော့ကျွန်တော်ဒီမျက်နှာလေးကိုကျွန်တော်တို့လုပ်နေကြစမူတိုင်းလေးကျွန်တော်တို့လုပ်မယ်ဆိုတော့ကျွန်တော်တို့ကပါလောက်ရမှာလေဆိုရင်ဒီမှာ control ခြေလေးရပွားလိုက်မယ်ပြရနဲ့သူ့ကိုပြပယ်ပြပယ်လိုက်ချက်ထားပြီးတော့ဒီမှာ adjustment တွေက invite embed ထားပေးရနဲ့ကျွန်တော်တို့တရားနေ order တွေကနေ hyper တစ်ချက်ယူလိုက်မယ်တိုင်များနေနဲ့လေးတစ်နှခါလေးပဲပျောက်တော့အောင်ပါနော်ပြီးတာနဲ့ filter တွေက blur တွေက gaussian blur တစ်ချက်ယူမယ်နည်းနည်းလေးပြန်ပြီးတော့ ချိန်လိုက်မယ်โอเคဒီလိုလေးထားလိုက်မယ်ပြီးတော့ကျွန်တော်တို့ကဒီပုံလေးကိုပဲကျွန်တော်တို့ဘာလို့မှဆိုရင်လေယာမက်အောင်မယ်ဒီမှာလေယာမက်ကိုဒီမှာတစ်ချက်တည်းနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဘာလို့ရင်လောက်ရမယ်ဆိုတော့ control i ပြန်နှိပ်ပေးရမယ်နော်ဒီလိုအမဲရောက်အောင်သွားမှဖြစ်မှာနော်အဲ့ဒါမှမဟုတ် control z z ကျွန်တော်ပြန်ဆုပ်လိုက်မယ် order key တစ်ချက်ဖိပြီးတော့လေယာမနှိပ်လိုက်ရင်ဒီမှာတစ်ခါတည်းတန့် off ပြီးသားဖြစ်တယ် အချိန်ကြတော့မှကျွန်တော်ပတ်တ်ကိုယူမယ်ပြီးရင်ဒီမှာကျွန်တော်တို့လိုက်ပြီးတော့ဖြတ်လိုက်မယ်ပေါ့နော် sorry ကျွန်တော်ဒီက foreground color ကအပေါ်မှာအဖြူအောင်ထားရမယ်နော်ကျွန်တော်တို့အဲ့တော့မှဒီလိုမျိုးလိုက်ပြီးတော့ smooth လုပ်လိုက်မယ်ဒီလိုမျိုး smooth လောက်တာကကျွန်တော်တို့ဒီက smooth တူနဲ့လောက်တာထက်ပို့ပြီးတော့ကောင်းတယ်နော်ဒီကောင်ကထိန် ိန်ချုပ်ညှိနိုင်ချိန်ဆအများကြီးလို့ရတယ်เนาะဒီကောင်ကြတော့အဲ့လောက်ခက်ခက်ခဲခဲမရှိပါဘူးเนาะဆိုတော့ကျွန်တော်ဒီလိုမျိုးလေးတောင်းလိုက်မယ်အစာကွင်းလေးကိုကြတော့ကျွန်တော်တို့နေထားလေးကို လိုက်ပြင်ပြီးပို့လို့ရတယ်ဟွန်း sorry ေပါဒီလိုလေးရပြီဆိုတော့ဒီပုံလေးကိုကျွန်တော်တို့ကဒီပုံနဲ့ပေါင်းလိုက်မယ်နော်ဒီမှာကွန်ထရိုးတစ်ချက်ပြီးအောက်ကနေရာလေးကိုတစ်ချက်ထောက်လိုက်မယ်ပြန်ရတော့ clear တစ်ချက်နှိပ်မယ်နှိပ်ပြီးတာနဲ့ဒီမှာအဲ mesh layer ပေါ့နော်ဒီကောင်လေးနှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာပေါင်းသွားပြီပေါ့နော်အဲ့လိုပေါင်းသွားတဲ့အချိန်မှာ ကျွန်တော်ကဒီကနေပြီးတော့ plug in လေးနဲ့တစ်ချက်စမုတ်တစ်ချက်ထပ်လုပ်မယ် second plug in လေးပေါ့နော်ခဏလေးစောင့်ပြီးပါ okay ဒီလိုလေးပေါ်လာမယ်ဒီဘက်ကတော့ p4 ပေါ့နော်ဒီက after after မှာကျွန်တော်တို့ကနည်းနည်းလေးအရင်မောင်းနည်းနည်းလေးလောက်ဝင်မယ်နော်ဒီကနေပြီးတော့နည်းနည်းလေးလင်းအောင်နည်းနည်းလေးလင်းအောင်လောက်လိုက်မယ် โอเคစမှုလည်းဖြစ်သွားမယ်နည်းနည်းလေးလင်းသွားတော့เนาะဒီကောင်ဒီကောင်အတိတ်မလုံနေပြဒီကောင်လောက်လိုက်ရင်နည်းနည်းဝါးဝါးမယ်เนาะပြီးရင်โอเคပြရတယ်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီပုံရဲ့မြက်ခုံးမွေးလေးတွေဒီစပင်လေးတွေနတ်နေတဲ့အရာလေးတွေကိုပို့ပြီးတော့နတ်လာစေဖို့အတွက် ီမှာ image တဲကနေပြီးတော့ adjustment တဲကနေ selected color တစ်ချက်ယူလိုက်မယ်ပြီးရတဲ့ကျွန်တော်တို့ဒီမှာဒီထဲမှာမလိုအပ်တဲ့ color ကို short လိုအပ်တဲ့ color ကိုတင်တစ်ခုချင်းလိုက်လုပ်လို့ရတယ်ပေါ့နော်ကိုစိတ်ကြိုက်ပေါ့ customize ပေါ့နော်ကျွန်တော်ဒီ black လေးကိုကျွန်တော်နည်းနည်းတင်မယ်ဒါဆိုရင်စပင်လေးတွေလည်းနှက်လာမယ် โอเคမျက်ခုံးလေးလည်းနည်းနည်းပေါ်လာမှာပေါ့เนาะโอเคဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ပုံလေးကပြီးတော့ဖြစ်သွားပါပြီဆိုရင်ကျွန်တော်တို့ကဒီဟာကိုတစ်ခလုံးမျိုးပတ်တန်အီးမေးလ်နဲ့တစ်ခါတစ်ချက်ပေါင်းချလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ပုံကအပြီးတက်ပါပြီပေါ့เนาะဆိုတော့ကျွန်တော်တို့ site ချိုးမယ် site ချိုးမယ်ဆိုတော့ကျွန်တော်ကဒီကနေ crop tool လေးယူပြီးတော့ဆွဲချလိုက်မယ်ဒီလိုမျိုး โอเคဒီမှာကျွန်တော် site ကပါယူမလဲဆိုတော့1.25 five chair ယူမယ်ယူပြီးတော့မှကျွန်တော်တို့ဒီပုံလေးကိုအလေးထားလေးကိုယူမယ် okay ကျွန်တော်တို့ဒီရဲ့ပုံလေးကိုစောစောတုန်းကပုံစံတိုင်းပဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီဖီတာထဲမှာမျက်လုံးလေးတွေနှကန်းလေးတွေပြင်လို့ရသေးတယ်နော်အဲ့ဒါကကျွန်တော်တို့ကဒီမှာပါနော်ဒီမှာမျက်ကုံလေးတွေမျက်လုံးလေးတွေနှကန်းလေးတွေပြုံးခြင်းနဲ့ဆိုရင်လည်းတရားနေပြီးတော့ကျွန်တော်တို့နည်းနည်းလေးကစားလို့ရတယ်နော် အဲကျွန်တော်ဒီလောက်ပဲထားရမယ်မလုပ်တော့ဘူးเนาะဆိုတော့ပြီးရင်ကျွန်တော်တို့ဒီမှာအဲ CC version တွေမှာတရားနေပြီးတော့ပြန်ပြီးတော့ image site ထဲကနေကျွန်တော်တို့ site ကိုပြန်ဆက်ဖို့လုပ်တယ်ဒီမှာ resolution လဲအဲ80နဲ့ပဲရှိနေတယ်ကျွန်တော်တို့လောက်ရမှာက1.25 inch ပါ1.5 inch เนาะပြန်ရ resolution ကို300ထားလိုက်မယ်ပြီးရင် okay ပေးလိုက်မယ် okay ဒီပုံစံလေးရပြီ ဒါဆိုရင် ကျွန်တော်ကဒီလိုမျိုးလေးချဲ့ယူလိုက်မယ်ပြီးရင်ဒီပုံလေးကိုကျွန်တော်တို့ဘာလုပ်မလဲဆိုရင် image ထဲကနေပြီးတော့ cover site အနာသားခြံဖို့အတွက်လုပ်မယ်ဒီမှာ related မှာအမှန်ချစ်ပေးဒီမှာကကျွန်တော်တို့အဖြူအောင်မဲထားမယ်နော်အမဲနည်းနည်းစံအဖြူအောင်နည်းနည်းရောတဲ့ဟာလေးကိုကျွန်တော်နာသားလေးယူမတော့ဘာကတော့အဖြူမလို့ပေါ့နော် okay ဒီလိုပေးလိုက်မယ် ပြရနဲ့ကျွန်တော်ဒီမှာက point 1ထားပဲဒီမှာက i sorry ဘာဖြစ်လို့လဲအော်ဒီမှာပြဇယ်ဖြစ်နေလို့နော် sorry အချက်ပြောင်းမယ်ဒီမှာ point 1ထားမယ် point 1ထားမယ်ပြီးရင် okay ဒါဆိုရင်ဒီမှာအနာသားလေးတက်လာနော်အနာသားလေး အဖြူရောင်မှာအဖြူရောင်မသိတာမှာဆိုလို့ကျွန်တော်ကအဖြူရောင်ကိုတစ်ဖက်ကနည်းနည်းအရောင်နည်းနည်းလေး꿰အောင်လို့ကျွန်တော်တမင်သက်သက်လုပ်လိုက်တာနော်ဆိုတော့ကျွန်တော်တို့ဒီကဒီနှခမ်းသားလေးတွေကို control A နဲ့ကျွန်တော်တို့ selection ပေးလိုက်မယ်ပြီးတာနဲ့ကျွန်တော်တို့ edit ထဲကနေပြီးတော့ stop ကိုယူမယ်ဒီမှာအနက်ရောင်ယူလိုက်မယ်ဖြတ်သားပေါ့နော်ဖြတ်ချောင်းပေါ့ ပြီးရင်ဒီမှာ1ပေးသေးပဲထားမယ်โอเคပေးလိုက်မယ်ဒါဆိုရင်အနောက်ရောင်အကြောင်းလေးရပြီကျွန်တော်က A4 နဲ့ထုံးမှာဖြစ်တဲ့အတွက် A4 ဆိုင်ရတရွယ်ယူမယ်နှစ်ယူတည်းကသွားပြီးတော့โอเค A4 ဆိုင်ရတရွယ်ကိုကျွန်တော်ခဲလောက်လိုက်မယ်ပြီးရင်ပုံလေးကိုကျွန်တော်တို့တော့လေးဖြုတ်ပြီးတော့ဒီကနေဖြီးပြီးတော့ယူလာမယ်ဒီမှာလွတ်လိုက်မယ် တရားနဲ့ပုံလေးကိုကျွန်တော်6ပုံစီလိုက်မယ်သူလည်း6ပုံပဲယူมาပြလို့6ပုံစီလိုက်မယ်เนาะโอเค ဒါဆိုရင်တော့ကျွန်တော်တို့ print ထုတ်လို့ရပါပြီ။ Okay စားသုံးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကမီဆိုရိုးတဲ့အကျိုးရှိတယ်ဆိုရင် like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေ။အသစ်တင်တိုင်းသိရှိဖို့အတွက်လည်းပေးနာခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်။အားလုံးနောက်ပြီးတော့မှပြန်ဆောင်ကြမယ်။ Bye bye ။